တရင်ပြည်သမ ्या အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်စက်တရင်ချန်နယ်မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမှာစတင်ပြီးကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုသုံးတိကြည့်ရှုနားဆင်ပေးဖို့မြစ်တရက်ခန့်အပ်ပါရခင်ဗျာခုတကပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့မင်းအောင်လိုင်အပါဝင်ဆေးရရှိကြီးများကိုဇဲဆုပ်ခဲ့တဲ့စတက်လော့ပြီးသဘောဝင်းကိုဇက်တော့ရီဥပဒေတင်းမောင်းကိုမှုလက်နက်မှု လိုင်စင်မဲကရောင်းဝယ်မှုတွေနဲ့စတက်ကပြန်ဖန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မင်းအောင်လိုင်အပါဝင်ဈေးရရှိကြီးများကိုဆဲဆုပ်ခဲ့တဲ့စတက်လော်ဘီဇော်ဘဝင်းကိုစတဲ့ဥပဒေတမောင်းကိုမှုလက်နက်မှုလိုင်စင်မဲကရောင်းဝယ်မှုတွေနဲ့စတက်ကပြန်လဲဖန်းစစ်လိုက်တယ်လို့ပြုံးလင်ရဲတန်းဝင်းကပြောဆိုကြပါတယ်။ပြီးခဲ့တဲ့ဇွန်လ2ရက်နေ့မွန်လယ်တနအီကျော်ချိန်မှာပြုံးလင်းမှာနေထိုင်တဲ့စတက်လော်ဘီဇော်ဘဝင်းကိုသူဘောမှနေတဲ့စတက်ကပဲဝင်းရောက်ဖန်းစစ်သွားကြကြောင်းမင်းအောင်လိုင်အပါဝင်ဈေးရရှိကြီးများကိုဆဲဆုပ်ခဲ့တဲ့တော့ ရန်ကုန်တိုင်းတကုံမြို့သစ်တောင်ပိုင်းမြို့နယ်ရဲစခန်းမှာပါအမှတ်358မြင်းဆောင်2025ဇတွယ်ရီဥပဒေပုံမှ66ကားကြီးဖြင့်မာဘာသားနဲ့စတက်ထောက်ခံသူဒေါ်မမိုးခိုင်ကမေလ9ရက်နေ့မှာမူဖွင့်ခဲ့ကြောင်းဇော်ဘုံဟင်းက၎င်းရဲ့ Telegram Channel မှာစတက်အရာရှိကြီးများကိုဝေဖန်မှုတွေဆက်လက်လှုပ်ဆောင်ခဲ့ကြောင်းဒါကြောင့်ယမန်နေ့ဇွန်လ2ရက်နေ့မှာစတက်ကဇော်ဘုံဟင်းကိုဖမ်းဆီးသွားခဲ့တယ်လို့သိရှိရပါတယ်အခုဖမ်းသွားတာကတော့တေးကြပါတယ်ညှိနှိုင်းပြီးတော့ပြန်ထွက်လာရင်တော့မပြောတတ်ဘူးဒါပေမဲ့ဒီတစ်ခေါက်ကတော့ညှိနှိုင်းပြီးထွက်ဖို့တော့ခက်ခဲမယ်ထင်တယ် သူ့ကိုဆွဲထားတဲ့အမှုတွေကများတယ်လို့သိရတယ်လို့ရဲတရင်ရင်းမြက်ကဆိုပါတယ်။ဒါပြင်ရန်ကုန်အခြေစိုက်မပါတာအတိုင်းဝိုင်းကတော့ဘောမဇော်ဘောဟင်းကိုစတဲ့ရီဥပဒေဒင်းမောက်ကိုမှုလန်နတ်မှုလိုင်စင်မဲ့ကရောင်းဝယ်မှုတွေနဲ့အမှုတက်ဖန်ဆီးထားတယ်လို့သိရှိရပြီး၎င်းကိုပြန်လုပေးရေးမပါတာအုပ်ဆောင်သူတချို့ကစက်တက်နဲ့ညှိနှိုင်းနေတယ်လို့ပြောဆိုပါတယ်။ဇော်ဘောဟင်းကအဲ့ဒီလိုဖန်ဆီးမခံရခင်မှာသူနဲ့ဘောမဘောမပတ်စက်တက်လော်ဘီတွေဖြစ်ကြတဲ့ကျော်စိုးဦးဒဇင်ဦးတို့နဲ့တူ မောင်ရမြို့အနောင်မြောက်တိုင်းစတန်းနာကျုပ်အပါဝင်စကိုင်းနဲ့မန္တလေးတို့တွားရောက်ခဲ့တယ်လို့သိရှိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ပကံမျိုးတဲ့ကံကောရက်ွက်ဆေးရမှာ ပြူစောတီခေါင်းဆောင်ဇော်ဇော်အပါဝင်ပြူစောတီကိုဦးမှပြည်သူများထံကနေစက်ကြီးကောင်းနေစင်မှာဝင်ရောက်ပြကတ်မှုတွင်ရှေးဦးတည်ဆုံးခဲ့တယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါတယ်။မန္တလေးတိုင်းပကံမျိုးတဲ့ကံကောရက်ွက်ဆေးရမှာအကြံပတ်စတက်လောက်ခံပြူစောတီခေါင်းဆောင်ဇော်ဇော်အပါဝင်ပြူစောတီကိုဦးကပြည်သူများထံကနေစက်ကြီးကောင်းနေစင်ဝင်ရောက်ပြကတ်တက်ခတ်ခဲ့ရမှာ။ ပြုခွေးရှစ်ကောင်တိတ်ဆုံးခဲ့တယ်လို့ထနောင်းမြေစကြောင်းမှာ IO ရဲဘော်မူတူးကပြောဆိုပါတယ်။ပြီးခဲ့တဲ့ဇွန်လတရနေ့ကပုဂံမျိုးတဲ့ဂံခေါ်ရက်ကွက်မှာအကြမ်းဖက်စစ်တပ်လက်အောက်ခံတပ်တွဲပြူစောတီခေါင်းဆောင်ဇော်ဇော်နဲ့၎င်းရဲ့နောက်လိုက် ပြူစောတီရှေ့ဦးဟာရက်ကွက်ထိမှရှိတဲ့ဇရက်မှာပြည်သူများထပ်မှစကြေကောက်ခံနေတယ်လို့တရင်ရရှိတာကြောင့်ထနောင်းမြေစကြောင်းနဲ့မဟာမိတ်တပ်ဖွဲ့တို့ကတွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုတွင်ပြူစောတီများကလက်ပြဘုံနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ရန်ပြုလုပ်စဉ်အဲ့ဒီလက်ပြဘုံမှာကြည်ထင်းမှန်ပြီးတော့ပောက်ွဲခဲ့ရမှာ။ ပြူစောဒီခေါင်းဆောင်ဇော်ဇော်နဲ့သူ့ရဲ့နောက်လိုက်ပြူစောဒီခုနှစ်ကောင်ပိတ်ဆုံးသွားပြီးတော့တအူးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ဒါပြင်အဲ့ဒီတိတ်ဆုံးသွားတဲ့ပြူစောဒီများထံကနေပွိုင်းတန်းတီတူလက်လုံးတနက်တလက်ကားပိုင်းလက်လုံးတနက်တလက်လက်ပစ်ပုံတလုံးကားပိုင်းကြီး၁၀တောင်းပွိုင်းတန်းတီတူကြီး၆တောင်းဇိုင်းကဲ၂၀နဲ့တူပြူစောဒီတက်တိကံအထောက်ထားများတင်ဆက်ရရှိမိတယ်လို့သိရပါတယ်။ဓမာယုံဆိုတာတရားပွဲအတွက်စူဝေးနေတာမဟုတ်ပါဘူး။စကြေးကောက်နေတာပါ။ပြီးတော့ပြူစောဒီတက်တိကံအထောက်ထားတွေကလက်လုံးတနက်အတူနှစ်လက် ပြီးတော့ကြီးတွေကလက်ပြဘုံတွေကတင်းဆဲရမိတယ်။အခုကျွန်တော်တို့ပြစ်တာကပြူစောတီခေါင်းဆောင်ဇောဇောကိုအဓိကထားပြီးပြစ်တာ။အဲလိုကျွန်တော်တို့ဝင်ပြစ်တဲ့အနေထားမှာသူတို့ဘက်ကလက်ပြဘုံနဲ့ပြန်ပြစ်တာကိုကျွန်တော်တို့ကြီးကလက်ပြဘုံကိုမှန်သွားလာတော့မသိဘူး။အဲဒီမှာလက်ပြဘုံကထားပေါက်ပြီးတော့ကျွန်တော်တို့ကကားနဲ့ဝင်ပြစ်ပြီးတော့ပြန်ကွေးတဲ့အချိန်မှာအကုန်လုံးကမှောင်နေကြပြီ။ပြီးသူတွေအနေနဲ့ပြူစောတီတွေနဲ့အနီးကပ်မနေဖို့ပါပဲ။နောက်ပြီးတေဆုံသွားတဲ့သူတွေကလည်းတူးနောက်လိုက်တယ်ပါ။နောက်ပြီးကျွန်တော်တို့ပစ္စည်းစင်ကောက်တဲ့အချိန်မှာတောင်ဒဏ်ရာရတဲ့သူတယောက်ကိုတွေ့ရပါတယ်။ တူးမှာလမ်းနဲ့မရှိတော့ကျွန်တော်တို့ဘာမှမလုပ်ခဲ့ပါဘူး။ထေသွားတာကပြူစောတီခေါင်းဆောင်စောစောအပါဝင် ရှေ့ဦးထေတယ်လို့ထဏောင်းမြေစကြောင်းမှာအိုင်အိုရဲဘော်မူတူးကပြောပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုထဏောင်းမြေစကြောင်းနဲ့တူပကန်းညာဦးစပယ်ရှယ်ဒက်စဖို့တို့ကပူပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့မိုးရင်းကာလမှာဆေးရဲရှိန်မြင့်တက်မှာဖြစ်ပြီးတနိုင်ငံလုံးပူပေါင်းတိုက်ပွဲဝင်မဲဆိုရင်ဆေးရနာရှင်ကိုအနိုင်ရမယ်လို့ CNF တမူပြောခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။လက်ရှိမှာဂျမ်ဘတ်ဆေးရနာရှင်စနစ်တိုက်ဖြတ်ရေးတို့က တနိုင်ငံလုံးအတိုင်းတာစရေရှိမြင့်တက်မှုကိုယခုနှစ်မိုးရဲမှာပြုလုပ်မှာဖြစ်တာကြောင့်စကောင်းစီကိုအနိုင်ရရှိရေးအတွက်အားလုံးပူးပေါင်းတိုက်ပွဲဝင်ကြရန်လိုအပ်တယ်လို့ချင်းမျိုးသားတက်ဦးမှတမူးတက်ဦးဖြစ်တဲ့ဗိုလ်မှူးကြီးဆော်လမွန်ကပြောပါတယ်ဗိုလ်မှူးကြီးဆော်လမွန်ရဲ့တွဲဆုံမင်းမြတ်မှုရုပ်တံကို The Sundown Post ကယမန်နေ့မှာဖော်ပြခဲ့ရမှာ2025မိုးရင်းကာလမှာစလို့စည်ရည်တွေပုံမပြင်းထန်တော့မယ်လို့အတိပေးထားခြင်းဖြစ်ပါတယ်။ဒါအပြင်ဆရာနာရှင်တိုက်ဖြတ်ရေးအတွက်အန်ယူဂျီမြို့သားညညရဲ့ဆိုရကလည်း ယခုနှစ်မှာစီးရီးတွေပိုမိုပြင်းထန်လာမယ်လို့တိပေးထားတဲ့ကဲ့သို့ CNF အပါဝင်ဒိုင်းရင်သားတွေကလည်းထုတ်ပေါ်ပြောကြားထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ဒီနေ့မိုးရင်းကနေစပြီးတော့ကျွန်တော်တို့ရဲ့ဆဲချိန်ကပို့ပြီးတော့မြင်လာလိမ့်မယ်လို့အဲ့လိုမျိုးပဲပြောချင်တယ်။အားလုံးလည်းတက်တက်ကြွကြွပါဝင်ပေးကြပါလို့ဗိုလ်မှူးကြီးဆော်လမွန်ကပြောပါတယ်။ဒါကြောင့်တက်နိုင်တဲ့နေရာမှာပါဝင်ကြရန်ဒိုင်းရင်သားအားလုံးပြည်သူအားလုံးစုစုစည်းစည်းနဲ့ကြားရကဏ္ဍမှာတော်လှန်ရေးကိုကူညီကြရန်၎င်းကတိုက်တွန်းပါတယ်။အခုအားလုံးဒီနေ့တွင်မှာတော့အကုန်လုံးတပြည်နယ်လုံးတိုင်းနိုင်ငံလုံး ချင်းပြင်းနဲ့တနယ်လုံးမှာတက်တက်ကြွကြွနဲ့ရန်သူကိုရန်သူလိုမြင်ပြီးတော့အားလုံးပူပေါင်းတိုက်ပွဲဝင်ရင်တော့အနိုင်ဘက်ကိုသွားမှာပါလို့ဗိုလ်မှူးကြီးဆော်လမွန်ကပြောပါတယ်။ဒါကြောင့်အခုနှစ်မှာအနိုင်ရအောင်အစည်းအဝေးဆိုးရတိုက်ပွဲဝင်နေရချင်းဖြစ်တယ်လို့၎င်းကဆက်ပြောပါတယ်။ဒါပြင်ချင်းတရင်ရင်းမြစ်တအူးကလည်းချင်းဒေတာကာကွယ်ရေးထန်တလန်ရဲ့စည်ရေးပြင်ဆင်နေမှုအခြေအနေကိုတီးပေးထားပါတယ်။ CDF ထန်တလန်ပါဝင်တဲ့ချင်းတော်လိုင်းရေးတပ်များကထန်တလန်မျိုးသိမ်းတိုက်ပွဲကိုအပြီးတက်ရပြင်ဆင်နေတယ်လို့၎င်းကပြောပါတယ်။အခုပြင်ဆင်နေတယ်ပဲပြောတယ်။အဲဒါကြောင့်တိုက်ပွဲတော့မရှိသေးဘူး။ ပြင်ဆင်နေပါတယ်။ထန်တလန်ကိုတင်းဖို့စူးစမ်းနေတယ်။ပြင်ဆင်နေပါတယ်။လက်နဲ့ခဲရန်စူးစောင်းတာလားပေါ့။အဲ့လိုမျိုးပဲ။တိုက်ပွဲတော့အခုလောလောဆယ်မရှိသေးဘူးလို့ချင်းတရင်ရင်းမြစ်ကပြောပါတယ်။လက်ရှိချင်းပြည်နယ်မှာချင်းမျိုးသားတပ်မတော် CNA CNF နဲ့ချင်းဒေသကာကွယ်ရေးတပ်များစုပေါင်းထားတဲ့ချင်းပြည်ကောင်စီပူပေါင်းတပ်နဲ့ချင်းကြီးနောင်ဆိုပြီးတော်လိုင်းအင်အားစုနှစ်ခုရှိပြီးနှစ်ဖွဲ့စလုံးကဒီနေ့မှချင်းပြည်တခုလုံးစကောင်းစီဂင်းဆက်အောင်လှုပ်ဆောင်သွားမယ်လို့တိပေးပြောဆိုပါတယ်။ဇလပီတမန်တင်ဆက်ပေးချင်တာကတော့ မြန်မာနဲ့နယ်စပ်မှာဆင်းနေမြေတမတ်လိမ့်မယ်လို့အိန္ဒိယမီဒီယာရဲ့သတင်းဖော်ပြမှုကိုဘင်္ဂလားဒေ့စစ်တပ်ညှင်းဆုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မြန်မာနဲ့နယ်စပ်နားကိုဆင်းနေမြေဖြစ်တမတ်ဖို့ဘင်္ဂလားဒေ့ကစစ်စစ်နေတယ်ဆိုတဲ့အိန္ဒိယမီဒီယာတို့ရဲ့သတင်းဖော်ပြမှုကိုဘင်္ဂလားဒေ့ရှ်စစ်တပ်ကပယ်ချသွားခဲ့တာဖြစ်ပါတယ်။အိန္ဒိယရဲ့ North East News သတင်းဌာနကဘင်္ဂလားဒေ့ရှ်အကောပစားကနေဘန်ဒါပန်တီအေရိယာကိုဆင်းနေမြေတမတ်သွားမှာဖြစ်တယ်လို့ခေါင်းစဉ်တက်ပြီးပေါ်ပြခဲ့တာပါ။အဲ့ဒီဘန်ဒါပန်ကုန်းမြင့်ဒေသနဲ့ကောပစားတို့ဟာ မြန်မာဘက်ချမ်းကရခိုင်ပြည်နယ်နဲ့ထိစပ်နေတာလည်းဖြစ်ပါတယ်။ဒါပေမဲ့ဘင်္ဂလားဒေ့ရှ်စစ်တပ်ကတော့ဒီလိုသတင်းဖော်ပြမှုမျိုးဟာနိုင်ငံရဲ့ပြည်တွင်းရေးမတည်ငြိမ်အောင်စစ်တပ်ပေါ်အထင်မြင်လွဲစရာတွေဖြစ်လာအောင်အိန္ဒိယမီဒီယာတွေကရွေးချယ်ရှိရှိကြံဆောင်ပြီးသတင်းမှားတွေဖြန့်ဝေနေတယ်ဆိုတော့အထင်ရှားဆုံးဥပမာတစ်ခုလိုဝေဖန်ခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကောင်က North East News ရဲ့သတင်းဖော်ပြချက်မှာတော့ဘင်္ဂလားဒေ့ရှ်ကကော်ပစားနဲ့ဘန်ဒါဘန်ကြားကချက်ပြန်းလာတဲ့ဧရိယာကိုစစ်စင်ရေစုံနယ်မြေတစ်ခုဖြစ်ကျင်းညာလာနိုင်တယ်လို့ပါရှိလာခဲ့ပါတယ်။ဒါပြင်အဲ့လိုကျင်းညာလိုက်ခြင်းဖြင့် လက်ရှိမှာအာရခတ်တက်တော် AA တို့ကထောက်ပံ့ကူညီလိုတဲ့ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့ UN ချက်တစ်ကိုအစင်ပြေချုံးမွေသွားစေရုံသာမကပဲနဲ့လက်ရှိကြုံနေရတဲ့နယ်စပ်လုံးကျုံကြီးစင်ခေါ်မှုတွေကိုပါကင်တွဲလာနိုင်လိမ့်မယ်လို့သတင်းဌာနကရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့ပြန်ကြားရေးကတော့တရားဝင်အစိုးရမဟုတ်တဲ့လက်နက်ကိုင်အစိုးဖွဲ့တခုကိုဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ကူညီသွားမယ်ဆိုတာဟာအချိန်မြဲမရှိတဲ့စကားမျိုးလို့တုံ့ပြန်သွားခဲ့ပါတယ်။ဒါပြင်ဒီလိုလုံးကျန်ဖန်တီးထားတဲ့စကားတွေဟာသတင်းစာတပ်ပညာမဟုတ်ကြောင်းအပေါ့ချဝါဒပြန့်လှောက်ရှားမှုတခုရဲ့ အစိပ်ပိုင်းတစ်ခုသာဖြစ်ကြောင်းလည်းဘင်္ဂလားဒေ့ရှ်ကဆိုပါတယ်။ဒါပြင်ဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာမျိုးသားဂျိုးစီပွားနဲ့ပတ်သက်ရင်အဘေးယူလုံညှိနှိုင်းနေဆိုတာမျိုးတွေကဘယ်တော့မှရှိလာမှာမဟုတ်တလို့စစ်တပ်အနေနဲ့ professional စံနှုန်းတွေကိုအမြင်ဆုံးမှထားရှိပြီးနိုင်ငံတော်ရဲ့ချုပ်ချအာဏာဂုံတိတ်ကနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတွေပေါ်ဆက်လက်လေးစားဆောင်ရှောက်သွားမယ်လို့ကြေညာထားပါတယ်။နောက်ဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့အမေရိကန်တို့ကမြန်မာဟာအဘဲကြောင့်ရေးပါလာရတဲ့နည်းဆိုတဲ့ဆရာလာဆိုးဝေးရဲ့တရင်ဆောင်ပါလေးကိုတင်ဆက်ပေးပါမယ်။မြန်မာဟာအသားမဲ့အမေရိကန်နိုင်ငံသားတအုပ်အတွက် လွန်စွာမှဝေလံ့တဲ့အရမ်းမှရှိတဲ့နိုင်ငံတနိုင်ငံလို့မှတ်ယူကောင်းမှတ်ယူနိုင်ပေမဲ့လည်းအင်ဒိုပစိဖိတ်ဒေသမှရှိတဲ့အမေရိကန်လုံခြုံရေးအတွက်တော့လွန်စွာအရေးပါလာပြီဖြစ်တယ်လို့ Just Security website မှာချက်၃ချက်ကိုအားပြုတင်ပြလာပါတယ်။အဲဒီထက်မှပထမဆုံးချက်အနေနဲ့အမေရိကန်ဟာဒေသတွင်းမှာရှိတဲ့တရုတ်ရဲ့ညှဉ်းအားကိုဖြေလျှော့ပြပြီးဘူမိနိုင်ငံရေးမှာဩစာတရောက်နိုင်ရန်ဂျိုပန်းလာနေတဲ့နည်းအမျှမြန်မာရဲ့တရံစာတာများကိုရာယူနိုင်ဖို့မဖြစ်မနေလိုအပ်လာပါတယ်။လက်ရှိကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တွေမှာ ကမ္ဘာဈေးပွားရေးအတွက်ရှေ့လျှောက်ရေးပါလာမယ့်ရှားပါးမြေသားတတုတွေနဲ့အခြားအရေးပါတဲ့တရားစတာပစ္စည်းတွေပေါများစွာရှိနေပါတယ်။အဲဒီလိုရေးပါနေတာကိုကောင်းစွာသိထားတဲ့ပေကျင်းဟာလည်းလက်မဲကုမ္ပဏီများနဲ့တရားမဝင်ဒုဖောနေတဲ့ခိုင်းများကိုတုံးကောက်၎င်းတို့ကြီးတာလဝကြီးအုပ်လာကြတဲ့အတွက်တဘာဝပတ်ဝန်းကျင်နဲ့လူသားတွေအတွက်အန္တရာယ်ကြီးကြားရောက်လာပြီဖြစ်ပါတယ်။တကယ်လို့ Federal Democracy ဆိုရာတည်းရဲ့ခေါင်းစွာထွက်ပေါ်လာမယ်ဆိုရင်တရုတ်ရဲ့လဝကြီးအုပ်ထားမှုမှယုံထွက်နိုင်ပြီးတော့အနောက်စုတွေ Supply Chain ကြီးတောင်ထွက်ပေါ်လာနိုင်ပါတယ်။ နောက်ထပ်ဒုတိယချက်ကတော့မြန်မာဟာရှေးတောင်အာရှဂုံမြေကြီးမှာအခြားခြားကြတဲ့နေရာမှာရှိနေတာကြောင့်အမေရိကန်ပြည်ထောင်စုတွေအခြေခံဆောက်ဂုံတွယ်ရင်းနဲ့စီးပွားရေးဆိုင်ရာချစ်ဆက်မှုတွေမှာလွန်စွာအရေးပါနေပါတယ်။ဒီအတွက်တည်ငြိမ်ပြီးဒီမိုကရေစီဆိုးရမျိုးတည်တာတောင်နဲ့ရှေးတောင်အာရှကိုချိန်ဆက်ပေးနိုင်မဲ့အခြားခြားနေရာအဖြစ်ပြောင်းလဲပြင်နိုင်စွာရှိပါလိမ့်မယ်။နောက်ပြီးတစ်ချိန်ထဲမှာပဲတရုတ်တို့ဩစာလွှမ်းနိုင်မဲ့လမ်းကြောင်းကိုလည်းတံပြန်ထိန်းချိန်ပေးနိုင်မှာဖြစ်ပါတယ်။ဒါပြင်အမေရိကန်ဖို့အာဆီယံနဲ့ အင်ဒိုပစိဖိတ်ဒေသများမှာဆက်ပြီးတော့ဩစာတည်ရောက်မှုကိုထိန်းသိမ်းထားမယ်ဆိုရင်မြန်မာကိုမဖြစ်မနေထဲသွင်းစဉ်းစားရတော့မှာလည်းဖြစ်ပါတယ်။နောက်ဆုံးတတိယအနေနဲ့အမေရိကန်တို့တံပိုးထားတဲ့ဇန်နှုန်းများကိုထိန်းသိမ်းနိုင်ရန်မြန်မာကအရေးပါလာပြန်ပါတယ်။၂၁ရာစုမှာဒီမိုကရေစီထွန်းကားရေးရည်မှန်းချက်များနဲ့အာဏာရှင်စနစ်နဲ့ဖိနှိပ်အုပ်ချုပ်မှုများကြောင့်လူမျိုးရေးခြေခံအမျိုးသားရေးဝါဒကြောင့်ဖြစ်ပေါ်လာတဲ့ကွဲပြားမှုတွေနဲ့ပြည်သူလူထုပူပေါင်းဝင်လာမှုကြောင့်လူမျိုးတုံးတပြတ်မှုနဲ့တာဝန်ယူမှုတာဝန်ခံမှုတို့ကြောင့် အားပြန်းရကစားခွင့်ကြီးထွက်ပေါ်လာနေပြီလည်းဖြစ်ပါတယ်။ဒါကြောင့်မြန်မာတိုက်ပွဲဟာနည်းမြေစိုးမိုးရေးတွက်တာမဟုတ်တော့ပဲချင်းဝဲတရားပိုင်းနဲ့လည်းဆိုင်လာပါတယ်။ကိုမင်းကိုချင်းထင်းရဆိုင်နေသူများကိုစမ်းကျင်ဒုံလန်းသူများပေါ်ထွက်လာတဲ့အခါအမေရိကန်ပြည်ထောင်စုဟာမြေတို့ဆောင်ရွက်မယ်၊ဒုံမဟုတ်မဆောင်ရွက်ဖဲထားမယ်ဆိုတဲ့ကရေးကြီးလာပါတယ်။၎င်းတို့ဘို့လည်းနိုင်ငံပြန်လဲတည်ဆောက်ရေးအတွက်လမ်းများယုံမရအောင်ချီနှောင်ခံရတယ်လို့ဖြစ်မှာတေးကြပါမိမယ်လေ။၎င်းတို့နိုင်ငံကိုချထောက်ပေါ်ကိုရည်တည်နိုင်ဖို့ကမဖြစ်မနေရုံးကန်သွားချမိတာဖြစ်ပါတယ်။ ဝါရှင်တန်တို့ကလုံးမယ်ဆိုရင်လုံးလို့ရတဲ့မူဝါဒများရှိနေပြီဖြစ်ပါတယ်။ရကိုးကတော်လန်ရေးဖွဲ့များစိမ့်မြစ်ပြင်မှာအောင်ပွဲတွေရလာတဲ့နေ့အမြောက်ထရန်အစိုးရဖို့တိုင်းရင်းသားဖွဲ့စည်းများနဲ့အမျိုးသားညီညွတ်ရေးအစိုးရကိုနိုင်ငံရေးရာအတိမတ်ပြုနိုင်မဲ့ခွင့်လန်းတွေထွက်ပေါ်နေပြီဖြစ်ပါတယ်။လက်ရှိအနေအထားမှာတဏမန်ရေးရာအတိမတ်မပြုနိုင်သေးပေမဲ့လည်းထိတွေ့ဆက်သွယ်မှုတွေတုံ့ပြန်ခြင်းထောက်လိုင်းတရင်များဝင်ငါခြင်းနေပြည်တော်ပိုင်းပံ့ပိုးခြင်းဒေတာတွဲမှာဇွန်နယ်ပွဲများမှာပါဝင်စေခြင်းရဝတ္ထုပိုင်းအကူအညီပေးခြင်းတော်လိုင်းဖွဲ့များရဲ့ထိန်ချုပ်နေမြေများမှာ အုပ်ချုပ်ရေးကိုအကောင်းအောင်ကူညီပေးခြင်းမျိုးအပြင်မြန်မာရဲ့ဖက်ဒရယ်အနာဂတ်တွေအောက်ခြေမှာဆလို့ပြုစုပြောထောင်ပေးနိုင်ပါတယ်။ဒုတိယချက်အနေနဲ့လွန်မြောက်ဒေတာများမှာအုပ်ချုပ်ရေးတည်ငြိမ်ခိုင်မြဲမှုရှိအောင်အမေရိကန်ဟာအာဆီယံနိုင်ငံများဒိုမဟုတ်ကလည်းဂျပန်နဲ့ကွဲဖွဲဝင်နိုင်ငံများ EU တို့နဲ့ပေါင်းကာစောင့်ကြည့်ပေးနိုင်ပါတယ်။အဲဒီကနေတဆင့်လူသားချင်းစာနာထောက်ထားမှုကူညီတွေနိုင်ငံရေးသွင်းခူပြောင်းမှုတွေအခြားဖွံ့ဖြိုးရေးကူညီတွေလည်းပေးနိုင်မှာဖြစ်ပါတယ်။တတိယချက်အနေနဲ့ဝါရှင်တန်ဟာ ၎င်းတို့မှရှိတဲ့စီးပွားရေးအရာနိုင်ငံများကိုလေးနက်ထားစဉ်းစားရမှာဖြစ်ပါတယ်။တရုတ်နဲ့စံတော်နေတဲ့တရားမဝင်ဒုပေါ်ထုံယူနေကြသူများတခုတ်လေထုံယူနေကြသူများကိုဒုတိယတန်းစားဘေးဆိုးတံခမ်းမှုများဖြင့်ရေးယူရမယ်။ငွေလိမ်ကိုင်းများလူကုန်ကူးနေကြသူများအားလည်းထိန်းချုပ်ထားနိုင်ဖို့လိုပါတယ်။ဒါပြင်ဒီတော်တွင်းမှာဝါရှင်တန်ဟာအာဆီယံနိုင်ငံများနဲ့ပူးပေါင်းပြီးအနာဂတ်မြန်မာဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ထွက်လမ်းပြမြေပုံတရက်ရေးဆွဲထားရတော့မှာဖြစ်ပါတယ်။ရခိုးကဘူမိနိုင်ငံ၏မြေကျော်ကြီးရွေလျားနေတာကိုတရုတ်ကကောင်းစွာအသုံးချနေပြီဖြစ်ပါတယ်။ တရုတ်တန်တမန်များဟာလာရှိုးမှာလုံများနေကြပြီးအပြေခက်ရစိရင်းနဲ့ကိုးပတ်ပါလာအောင်ဆွဲဆောင်နေကြပါလိမ့်။ဒါပေမဲ့ဝါရှင်တန်ဟာယခုခါဒုံတီးပါဝင်တဲ့ရှီဘီသားပတ္တနာများကိုပင်မျက်နှာလွဲခဲပြင်းလှုပ်လာနေပါလိမ့်။ဘူမိနိုင်ငံရေးမှာပေါပေါလာတဲ့လာလာတွေကမျက်စိတမိတ်လျက်တပြတ်များသာဖြစ်ပါလိမ့်။မြန်မာရဲ့ပြည်တွင်းစစ်ဟာနေသားတစ်ကိုဝင်ရောက်လာနေပြီဖြစ်ပါလိမ့်။ဒါဟာဖိနေအုပ်ချုပ်မှုများကတောင်ကနေဖြည့်ရများနဲ့ပုံပေါ်လာပြီလို့အားလုံးပါဝင်လာမဲ့တင်ငယ်မှုများဖြစ်လာပြီလို့ဆိုသည်ကမြန်မာပြည်သူပြည်သားများပေါ်မှာသာမကြောက် လာမဲလာများတွင်အာဂျင်နိုင်ငံများကဘယ်လန်းကိုရွေးမယ်ဆိုတာကလည်းမူတည်လာနေပါတယ်။ဒါပြင်ဒါဟာအမေရိကန်အမျိုးသားလုံးချုပ်ရေးအတွက်လည်းလွန်စွာအရေးပါလာနေတာကြောင့်နီလန်းရှာဖို့လိုအပ်လာပြီဖြစ်ပါတယ်။ဒါကြောင့်ဝါရှင်တန်အနေနဲ့ဆုံးဖြတ်ရဖို့ဖြစ်လာရသည်ကရှေးရှောက်အမေရိကန်တို့ကနင်းနာအောင်ဖြစ်ပျက်လာနေတဲ့တမိုင်းကိုထိုင်ကြည့်နေမှာလား။ဒါမှမဟုတ်မြန်မာနဲ့အမေရိကန်နှစ်နိုင်ငံစလုံးတို့ကအကျိုးရှိစေမယ့်တမိုင်းကိုကိုယ်တိုင်ရေးသားမလားဆိုသည်ပင်ဖြစ်နေပါတယ်။မိမိရဲ့အမြင်အားဆိုရင်တော့ထရန့်ဟာနိုင်ငံခြားရေးမှုဝါဒကိုစီးပွားရေးတမားပြပြီးစိတ်ခန့်စားချက်မပါဘဲနဲ့ လက်ရှိဘက်ကရီတည်ရှိနေမှုနဲ့ချိန်ထိုးသူဖြစ်တယ်လို့ပြောလို့ရနေပါတယ်။ဒါကိုဥပမာဆိုရရင်ယူကရိန်းကမြေတိုးပင်စိုးစေရုရှားရဲ့ဩဇာစစ်ပွဲမှာယုံမထွက်နိုင်။ဒေးတွေယူကရိန်းရဲ့ဒီမိုကရေစီနဲ့လိုလက်ခွင့်အတွက်အင်အားကြီးနိုင်ငံတနိုင်ငံကိုဒုပတ်ပြိုင်နေမဲဆိုရင်ငွေကုန်လူပန်းရုံတာရှိမယ်လို့ယူဆထားပုံရပါတယ်။ဒါပြင်မြန်မာတို့အထက်မှပညာရှင်တွေထောက်ပြခဲ့တယ်လို့မြေမြပင်အကျိုးရှိနေစေကမှုတရုတ်ရဲ့အိမ်နောက်ဘေးချံလို့အမေရိကန်သမ္မတအဆက်ဆက်ကယူဆထားကြပါတယ်။ ထို့အတူအမေရိကန်ရဲ့အိမ်နောက်ဘေးချံလို့ယူဆထားတဲ့လက်တင်အမေရိကမှာတရုတ်တို့တိတိတတ်တာဝင်ရောက်လာခြင်းမျိုးမရှိတာကိုလည်းတွေ့ရပါတယ်။အဲဒီလိုနှစ်ဦးနှစ်ဖက်ဖွင့်မပြောဘဲနားလည်မှုနဲ့လက်ရှောက်နေကြခြင်းဖြစ်နိုင်စရာရှိနေပါတယ်။ပြည်သူများရဲ့တရားတော်ခုခံဆဲမဟုတ်ချအောင်ရမည်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုအဆုံးထိနားဆင်ကြအခုလိုအဆုံးထိနားဆင်ကြတဲ့သတင်းပိတ်သက်များကိုကျေးဇူးထူးပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြပါသတင်းတော်လိုင်းဖက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။